အပိုင်းခွန်မောင်ကျမအသက်30ကျော်မှအိမ်ကပေးစားတဲ့သူနဲ့လက်ထပ်ခဲ့တယ်။ဇော်မင်းနဲ့ကျမထက်အသက်2နှစ်ငယ်တယ်။သူကအရေးရှိပြီးအသားညိုတယ်။တီတီကြီးကြီးနဲ့နေပေမဲ့ကျမနဲ့ကကလေးတယောက်သာသာကျမကိုလည်းခရူးဆိုင်ရှာတယ်။သူကမန္တလေးသားဆိုတော့မန္တလေးမှာပဲအခြေချရတယ်လေ။မနက်၈နာရီဆိုသူယုံသွားပြီ။ ရုံးမသွားခင်မနက်စာကိုကျမပြင်ပေးထားရတယ်။အိမ်မှုကိစ္စတွေနဲ့ပဲလုံမန်းကအိမ်ထဲပဲနေပြခဲ့တယ်။သူအားရင်တော့မန္တလေးမြို့ရဲ့အတူတူရှောက်လဲကြတယ်။ပြီးတော့ဇော်ကညနေ9နာရီမထိုးခင်အိမ်ပြန်ရောက်လေးရှိတယ်။ဇော်ကသူ့ကိုမောင်လို့ခေါ်စီချင်တာမို့သူ့ကိုသူမောင်လို့သုံးလုံးခေါ်ပြတယ်။မောင်လို့မခေါ်ရင်လဲခမင်းမစားပဲဆန္ဒပြတတ်သေးတာ။မင်းမနက်ဖြန်အပြင်သွားရှင်လား။ဟွန်း လှုပ်ရှားရရှိသေးတယ်လေ။မောင်ကူလှုပ်မယ်လေ။ရပါတယ်။အလုပ်ပိတ်တာတရက်တလီနားပေါ်မောင်ရဲ့။ဒါဆိုလဲမင်းနဲ့တူနာမယ်လေဆိုပြီးကျမခါကိုနောက်ကနေတိုင်းဖက်လိုက်တယ်။ဖေပါမောင်ရဲ့သမင်းစားမယ်လား။သွားသွားထိုင်နေ။မေ့ဟိုရော။ဟာသွားပါ။တရားစင်းနဲ့ဇော့ကိုတွေ့လိုက်ကသွားထိုင်နေတော့ရနေပြီဟင်းတွေကသွားသွား။အာမွေးနေတာပဲကွာ။သမင်းစားနေရင်ဇော်က မောင်မိမချက်တဲ့လက်ရကတိတ်ကောင်းတာပဲရုံးမှလည်းမောင်တိတ်မစားရဘူးသူများတွေချိပဲစားကြတာကောင်းလို့တဲ့အော်ကျွေးလိုက်ပေါ့မောင်ကအိမ်ပြန်ရောက်ရင်စားလို့ရတာပဲကိုအိမ်မှာမပြင်းဘူးလားမေရုံးလိုက်ခဲမလားမလိုက်ချင်ပါဘူးလူတွေကရှုပ်ကရှုပ်အမမလိုက်တာလည်းကောင်းပါတယ်မဟုတ်ရင်မောင်မိမကအလှလေးဆိုတော့တော်ကြတဲ့ဝင်တူနေရအောင်မေတော်ပါမောင်ရင်စားစရာရှိရစားပါဇော်ကတော်တယ် ဆက်လိမ်မတော့ကိုမစားပြိုတိုင်းကြိုက်မဲ့အနေထားပေါ်အတောက်အစားအလောင်းကစားမပြောပါမလိုက်ဘူးမနဲ့အလုတ်သွားတယ်ပြန်လာတယ်ကျမအနာကတဲ့လာစားလဲဂုံအပ်တယ်မညုံမညင်းမညင်းမညူပဲချစ်ရှာတယ်ဇော်ကကျမအိမ်ထဲချိပဲနေတာကိုသိတဲ့ဘောမကြဘူးအပြင်ကိုအမြဲတမ်းခေါ်တယ်ဘေးအိမ်တွင်နဲ့မိတ်ဆက်ပေးတယ်ကျမကဘသူမှလူရာထက်ပိုမရောဘူးအလဲပတ်လည်းမလုပ်ဘူး ဆုံးမှာကျမမကြိုက်တာရှိတယ်။ကျမအနာအရန်ကတ်တာပဲ။ဒါဟာကျမဇော့ကိုမချစ်လို့ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီနေ့ဇော့ပေးရဲ့မေမောင်တို့ရုပ်ရှင်သွားကြည့်မယ်လေ။မောင်သွားချင်းသွားပေါ့။မေကရောမေကအလုပ်ရှိတယ်ဒါပဲမဟုတ်လား။ဇော့ကျမစကားကိုဖျက်ပြောလိုက်ပြီးအင်ပေါ့အလုပ်ရှိတာကိုထားခဲ့ပါကွာ။လိုက်ခဲ့နော်။မေနော်။ အမနိုးနေပြီဟလားထတော့အိယာသိမ့်မလို့မနက်စာလုပ်ထားတယ်သွားထတော့အစကတော့ထတော့မလို့ပဲအခုမိကိုတွေ့ပြီးပြန်ရှင်သွားပြီဟာရုပ်ရှင်ုံသွားမှာဆိုအင်းလေနောက်ကြလိမ့်မယ်လေနောက်ကြပါစေပေါ့ဆိုပြီးကျမကိုအတင်းဖက်ကအိယာတဲ့ပြစ်လဲချပြစ်လိုက်တယ်တစ်ချိန်နဲ့ကျမသူ့ကိုတွန်းထုတ်လိုက်မိတယ်သူကရင်ချင်းတွင်ကျမကိုကြောပေးထိုင်ပြီးမောင်ကိုမချစ်တော့ဘူးဟလားမေး အဲ့လိုမဟုတ်ပါဘူးမောင်ရယ်အပြင်းသွားမယ်ဆိုတော့နောက်ကြမှာဆိုလိုပါအနားကိုတိုးပြီးနောက်ကနေခါကိုဖက်ကမောင်ပခုံးပေါ်ကိုမေးတင်လိုက်တယ်မောင်ဝင်ချစ်လားအင်းအဲ့လိုဆိုချစ်ကြမလားလက်များကိုဆန့်ကားထားလိုက်ပြီးကြားသလားလို့ချစ်စရာလေးကွာဇော်ကချော်ရတင်ရတယ်ကျမကအပြင်းသွားရင်လက်ချိတ်မလျှောက်တတ်ဘူးငယ်ကတော့အားနေချက်ပေါ့ လာမောင်လကိုဆွဲထား။သွားပါလက်တွေချီထွက်ကထွက်နဲ့။သွားရှိက ကျမပခုံးကိုလှမ်းဖက်လိုက်ပြီးလက်မကင်ရင်လည်းပြီးရောမောင်မိမအလှလေးကိုသူများတွေကြည့်မှဆိုလို့မောင်ကကာကွယ်နေတာ။ဘာဖြစ်နေတာလဲငိမ့်ငိမ့်နေ။ဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ်ပြောင်းလာလိုက်တာအိမ်အောင်တတန်းသုံးနှစ်ကျော်တဲ့အထိပေါ့။ကျမငဲ့ကိုလွန်သတိရမိတယ်။အရင်လိုနေတိုင်းမပြောဖြစ်တာကလွဲရင်တလားတခါတော့စကားပြောဖြစ်ကြသေးတယ်။မောင် ဟင်ပြောလိမ့်မေမေခီးသွားခြင်းလို့အမလီထိပေါက်တော့မှာပဲဘယ်ကိုလဲငဲစီကိုပါအော်သွားလိမောင်းလိုက်ပုံမေမိဘသားသွားမယ်လေအမလီဗျာအကြကြီးမောင်းရမှာစိတ်မချနိုင်ပါဘူးကျွန်တော်မျိုးကိုထားခဲ့နိုင်နေပေါ့မဟုတ်ပါဘူးမောင်ကအလုံးနဲ့မှုလို့ပါမောင်းလိုက်ပုံမေတိတ်ကြကြမနေဘူးဟလားတောက်ကြနီးညကြသွားမယ်လေမောင်းလဲရုံမပြတ်ရအောင်အမကျေးဇူးတော်မှာ ဆောင်းကကားမောင်းရင်ကျမလက်တစ်ဖက်ကိုကင်ပြီးမောင်းတယ်။ပူရဲကွာကားသာတေချာမောင်းပါလို့ဆိုပြီးလက်ကိုဖယ်လိုက်တော့ဆောင်းကလက်ကနေပေါင်ကိုပြောင်းကင်တယ်။ကိုမိမကိုကင်တာပဲကွာဘာဖြစ်လဲဆိုပြီးပေါင်ကိုဆွဲထုတ်လိုက်တော့ကျမပြုံးလိုက်မိသည်။ပြလန်းလုံးကျမအိပ်ပျော်နေခဲ့ပြီမဲ့ကျမကိုခဏခဏလာနန်းလာတော့တတိထားမိခဲ့တယ်။အမလေးလွမ်းလိုက်တာမေးရေပူတော်လှလာသေးတယ်။ငယ်ရောပဲ ပိန်သွားသလားလူငယ်ဟုတ်တယ်အမကြီးညာတိုင်းညစာရှောင်းနေဗျာလာလာထိုင်ရအောင်ရေချိုးနှာယူပြီးငဲ့မျိုးသားနဲ့ဇော်ကအပြင်ထွက်သွားတယ်မေးအစဉ်ပြေရဲ့လားပြေပါတယ်ငယ်ဇော်ကမိကိုချစ်ရှာတယ်ခယူးဆိုင်တယ်လေမေကရောဟူငယ်ကမေးလာတော့တန်ရုံးစင်တော့ရှိပါတယ်ငယ်ရဲ့ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲမေးထားပါငယ်ကမေးကြည့်တာ ငဲ့ကောင်မလေးခံစားနေရမှာဆိုလို့ဒါပေမဲ့ငဲတည်နေတယ်မေငဲ့မျိုးသားကတကနာမှာဒီနေ့ရောက်ဘာတွေပြောနေတာလဲဘာမှမဟုတ်ပါဘူးမိကိုခလေးယူဖို့ပြောနေတာလို့ငဲကပြောလိုက်တယ်။အော်ခလေးဆိုမှနောက်ကြုံမှငဲကိုပြောပြအောင်မေမေဟိုဘက်မှာလှတယ်လာမောင်တပ်ပုံရိုက်ပေးမယ်။ဇောခေါ်နေတာနဲ့ဇောနောက်ကိုလိုက်သွားရတယ်။တောင်ကြီးကအလွန်အေးတယ်။ကျမမှအနှွေးတယ်မပါတော့ ငဲ့အနှွေးတွေကိုပဲယူဝေခဲ့ရတယ်။မနေ့ကပြောစရာရှိတယ်ဆိုစကားပြတ်သွားတာဘာပြောမလို့လဲမေ။ဘာစီလဲရင်မသိဘူးလေမေရဲ့စကားပြောရင်နောက်ကြုံမှငဲ့ကိုပြောပြမယ်ဆိုပြီးထားသွားတာလေ။ဩမေရကလေးယူလို့မရဘူးငဲ့ရဲ့ဟဲဘလို့ဖြစ်တာမေတို့စူးစမ်းပြီးပြီဇော်ကလက်ခံပါတယ်မေလည်းလက်ခံနေနှစ်ယောက်ထဲနေသွားကြဖို့ကိုလေအမ ဒါလည်းပြောစရာကောင်းတာပါပဲညနေကျဘယ်ချိန်သွားကြမှာလဲမပြန်စီချင်းသေးဘူးအရန်မြန်တာပဲဇော့အလုံးမီလေးငယ်ရဲ့သူပြန်တဲ့အချိန်ပေါ့ကားပေါ်တက်ခန်းနီးငယ်ကျမလက်လေးကိုစုပ်ကိုင်းလိုက်ပြီးငယ်တို့ပျော်ပျော်နေကြမယ်နော်တဲ့ငယ်ပြုံးတွေဟာငယ်အရင်လိုပဲလှနေသေးတယ်တိတ်မကြကျမရန်ကုန်ကိုလဲသွားခဲ့တယ်အမေစီကိုပေါ့ဇော်မအားတာနဲ့နေချင်းပြန်ပါပဲအမေစီနေခဲ့မယ်လေး မောင်နှောင်းတပတ်မလာခေါ်ပေါ့ဟွန်းမေးရလဲရောမျက်နှာတစ်ချက်ညှိုးသွားတော့အင်မဆိုပြီးပြန်လိုက်လာခဲ့ရတယ်ဇော်ကဒုတိယငယ်ပါပဲအလုကအကြောင်းများကိုအိယာဝင်ချိန်တိုင်းကျမကိုပြောပြတယ်မောင်နှုတ်ယုံမှလူအစ်စ်တွေရောက်တယ်မောင်သူတို့ကိုတိတ်သဘောမကြဘူးအထက်လူကြီးတွေကိုကတ်လို့ဒီလိုပဲပေါင်းရတင်ရတာပေါ့မောင်ရဲ့တစ်ချိန်တည်းမှာပဲမောင်ကိုရော ဇောအောက်ကကောင်းမလေးတွေလာမကတ်ကြဘူးလားဟမ်ဟောမရှိပါဘူးကွာอืมဘာလဲတဝင်းတူရလားဟုတ်ပါဘူးအဲကောင်းမလေးတဝင်းတူနေပြီးတော့မဟုတ်ပါဘူးဆုံမောင်ကလည်းဇောကတခါတရံကလေးနဲ့တူတယ်ချွဲနှဲတက်ပြီးအာကိုထိုက်တယ်လို့ချစ်ဖို့လဲထိုက်တယ်နေအဲ့ဒီနေ့ကအိမ်အောင်တတန်းကနေပြေဖះသွားမယ်လို့စိတ်ကူးထားခဲ့တာဟာမေဒီနေ့ဘာမှမချစ်ထားဘူးလား အပြင်မှာစားမလို့လေမဟွန်းဘယ်တော့မှုလဲဇော်မေနေပြီဖះတော့မလို့လေမဘာနေမို့လို့ခဏကြာမှသူတတိယသွားပြီး sorry me မောင်ဟွာအလုပ်များပြီးတချက်မေ့သွားတာဒါပေမဲ့ဒီနေ့ကအစီအွေရှိလို့လေမောင်မာသွားလीရတယ်မေထမင်းကြိုင်မြန်လုပ်ပေးမယ်မောင်စကားမဆုံးခင်ကျမဖြတ်ပြောလိုက်တယ်ရတယ်လေ မောင်ပြင်မှာပဲစားလိုက်တော့မယ်။ဟုတ်ပြီနေ။အိမ်အောင်တတန်း၅နှစ်မှာဇော့နှုတ်ကပထမဦးဆုံးအပြင်မှာစားလိုက်မယ်လို့ထွက်လာခဲ့ခြင်းပါပဲ။စိတ်ထဲတနှုံနှုံနဲ့ဖြစ်နေခဲ့တယ်။ငယ်စီဖုန်းဆက်ပြီးဇော့အစ်စ်တွေ့နေပြီလားမသိဘူးငယ်။မဟုတ်နိုင်ပါဘူးမေယာ။မင်းတွင်းလွန်နေတာဖြစ်မှာပါ။သူ့ယုံမှာလူအစ်စ်တွေရောက်တဲ့ဆို။နေ။ဘာညာလေးမေးကြည့်သေးလား။အင်းမေးတယ်။ ဘာပြောလဲအန်တန်တန်နဲ့ပဲဇော်ကခုလိုတခါမှမမေ့ဘူးမေ့ပဲမေ့ခဲ့တာဒါဆိုဒီတခါခွင်လွှတ်လိုက်ပေါ့စိတ်ထင်နေရလဲဖြစ်နိုင်ပါတယ်မေရဲ့ဟွန်းအင်းဇော်ချီလန်းနေပြက်နေတာမေ့ခံစားမိတယ်ငယ်ညနေအိမ်ကိုနောက်ကျမှပြန်လာတာမျိုးရရှိလားဟွန်းအင်းဒါပေမဲ့မနက်ပိုင်းတော့အစောကြီးထားပြီးခုနှစ်နာရီခွဲလောက်ဆိုသွားတယ်မဟုတ်နိုင်ပါဘူးမေရဲ့ ဖုန်းချကန်နီမဟုတ်နိုင်ပါဘူးမေယာမေးလိုက်ပါလို့ငယ်မာခဲ့ပေမဲ့ဇော်ကိုစိတ်ဆိုးနေခဲ့တယ်။မောင်ပြန်ရောက်ပြီ Happy Anniversary ပါမေ။ပန်းစည်းကြီးပါလာပြီးကျမတိတ်ကြိုက်တဲ့တနခါပန်းတွေနဲ့တပွေတပိုက်ကြီးတစ်ချက်ပြုံးလိုက်ကအပြင်မှာစားမယ်ဆိုလို့နောက်အပြင်မှာပဲစားတော့ဒီနေ့လည်းဘာမှမချက်ထားဘူး။ဆိုပြီးပန်းစည်းယူကလှည့်ထွက်ခဲ့တယ်။ရတယ်လေမစားဘူးမေချက်ကျွေးမှာပဲစားမယ်။ ထက်ချက်မကွာလိုက်ဖက်နေပြီးမောင်တကယ်အလုံများနေလို့တစ်ချက်ကလေးသတိမိသွားတာပါမေရဲ့မောင်ကိုစိတ်မဆိုးပါနဲ့ကွာကျမစိတ်ဆုံးမပြေရင်သူလွတ်မှာမဟုတ်တော့ပြီးရပဲအဲ့ဆိုလဲခြေလမ်းတွေပြက်မယ်မကြမ်းနဲ့နော်ရိုက်ချိုးပြမအမလီမပြက်ပါဘူးဗျာကြောက်ပါတယ်ရရဲ့မောမောနဲ့သူပြန်ပြောခဲ့တယ်ဘေးမှာလဲနေတဲ့ဇော်ကိုကြည့်ပြီးမောင်ဗျာဇော်ကအမြင်ဟင်းလို့သာထုခဲ့တာ ခုပြားတဲ့စိတ်ထဲတစုံတရာကိုတရိယာသွားမိတယ်မိကလှလာရင်လှတယ်မိဘလောက်လှလဲအဲ့လိုတော့မောင်မသိဘူးဆိုပြီးသူ့လက်မောင်းပေါ်လက်လေးပုတ်ပြတော့ကျမသွားလှဲအိတ်လိုက်တယ်မျက်လုံးလဲလှတယ်အပြောဆိုရောအနေထိုင်ရောမိမပီးတာတယ်တော်လဲတော်တယ်ခန္ဓာကိုယ်လဲလှတယ်စပင်လဲလှတယ်ကွာမောင်မိမကပြည့်ပြည့်စုံသောမိမလေးပဲ ဇောပိုက်ကတကွမ်ကွမ်မြည်နေပြီးအတန်ကြားမှဆိုသဖြင့်ဇောလှုပ်ခါနေတယ်။မိခေါက်ဆွဲပြုတ်ဝေးမယ်နော်ဆိုပြီး ကျမပြုတ်ဝေးထဲပြီးမှဇောထစားတယ်။စားနေတာကြည့်ပြီးကျမစိတ်ထင်နေတာပဲဖြစ်မှာပါလေဆိုပြီးစိတ်ကိုဖြေခဲ့ရပြန်တယ်။